တတွင်းထဲမှာခွေးကိုက်ခံလိုက်တာကားပေါ်ကစစ်စစ်ညစ်နေအေးခွေးထဲမှာနိုင်နေဟိုလူမြင်တာနဲ့ကိုက်နေအဆင်ပြေဘူးဟင်းငါတို့ချင်းချင်းပဲကိုက်နေရကျမကမနေ့ကမုတ်ဆိုးမမုတ်ဆိုးမဆိုရင်တော့ကနေခေါ်ခေါ်ပြီးလိုက်လာရနော်အေးနေရောအချိန်မှမုတ်ဆိုးမဖြစ်တော့ဘူးလားအမဘန်းတွေခံနိုင်လားကိုယောက်ျားတွေဖမ်းခံထားတဲ့အချိန်မှာကိုယောက်ျားပေါ်မှာတက်စာရှိသီးလား ဘာမှမပူနဲ့နေတော့ဒီပေါက်ပြားမတွေကတော့လင်တုပ်ပန်းဖြစ်ရင်ဖြစ်မဖြစ်ရင်တော့မုတ်ဆုံမတွေဖြစ်သွားမှာတော့ဒါအသေးကြပဲเนาะဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲမေလ၁၀ရက်နေ့ရဲ့မနက်ပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီမနက်ပိုင်းအတွက်စီရီတည်င်းကောင်းလေးတွေရဲ့ဒီနောက်မှာဟိုဘတ်အော်တန်ဆာရက်ကွက်အကောင်တွေဘလို့တွေလောင်ကြီးနေချထားမလဲဆိုတော့ပါကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာ ဲ့တော့တချို့ညီကောင်မတွေရတယ်ဒါကျွန်တော် comment မှာလာပြီးတော့ပြောကြတယ်ပေါ့နော်ဗီဒီယိုဘာလို့ပုံမှန်မတင်တာလဲဘာလို့အချိန်ကြာကြီးပျောက်သွားတာလဲဆိုပြီးတော့အဲ့တော့ဒါကျွန်တော်ဘာလို့ပုံမှန်မတင်တာလဲဆိုတော့ဒါအခုတော်တော်ဒါကျွန်တော်ရဲ့ဗီဒီယိုတွေကိုအားလုံးကြည့်ကြည့်ပါ view တွေကအားလုံးတော်တော်လေးကိုကြာနေတာတွေ့ရအောင်ပါဒါကျွန်တော်ရဲ့ဒီတိုင်းဆက်သွားနေရင်ဒါ YouTube အမိပြုတ်ပြီးသွားလို့မရတဲ့အတွက်ဒါကျွန်တော်ရဲ့လုံးစရာစီရလုံနေရတော့ဗောနော်အဲ့ဒါမှပဲဒါကျွန်တော်စစ်ဆောင်ပြည်သူတွေနဲ့တော်လိုင်းကြီးပတ်ချံကိုဒါကျွန်တော်တစ်ဖက်တစ်လမ်းကူညီနိုင်မှာဆိုတော့ဒါကျွန်တော်ဗီဒီယိုတက်ပြီးတော့မတင်ပေးပြတော့ အဲ့တော့ဗီဒီယိုကအရင်ကလိုပုံမှန် view တွေပြန်များလာရင်တော့ဒါ YouTube ကိုဒါကျွန်တော်ဦးစားပေးပြီးတော့ပြန်သွားအောင်ပေါ့နော်ကဲတော့ပထမဆုံးကျွန်တော်ဒီတနင်္သာရီဘက်မှာအခုတော်တော် tag ဝယ်တွေတော်တော်လေးပြင်းထန်နေတာပေါ့နော်အဲ့ဒါကြောင့်ဒါသတင်းကောင်းတွေလည်းအများကြီးရှိပါတယ်အဲ့ဒီနေရာမှာပထမဆုံးသတင်းကောင်းလေးကတော့2024ခုနှစ်ဒီဇင်ဘာလ26ရက်နေ့ကနေ2025ခုနှစ်မေလ6ရက်နေ့အထိကို တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ပိန်ခုံးနဲ့မောတောင်နယ်စပ်အကုံတော်ရေးလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ KNL ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကနေ့စဉ်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးတိုက်ပွဲပေါင်းအကြိမ်ကြီး100ကျော်ထပ်မံနေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူ150ထပ်မံနေစီကအဲ့ဒီသေဆုံးသူတွေထဲမှာတည့်ရင်မှုတအူးဒုတည့်ရင်မှုတအူးနဲ့ဒုဗိုလ်မှုတအူးတို့လည်းပါဝင်ကြောင်းသိရပါတယ်။ ဒါအပြင်အချမ်းဘတ်စစ်ကောင်စီတပ်သား12ဦးကလည်းလက်နက်ချပြီး KNL ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းထံကိုလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းလည်းသိရပါဗျ။ဆက်ပြီးတော့လည်းမေလ6ရက်နေ့မနက်9:55မိနစ်ခန့်မှာတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ဝိုင်းရိပ်ပိန်းတော့ပြင်စစ်တမ်းစခန်းကိုတော်လိုင်းပူးပေါင်းအဖွဲ့တွေကဝင်ရောက်တက်ခတ်ခဲ့ပြီးတပ်ပွဲကြခြင်းနှစ်နိုင်ခွဲနီးပါးဖြစ်ပေါ်ခဲ့ကအချမ်းဘတ်စစ်တပ်ဘက်မှအထိနာပြီးတော့စစ်သားတွေအားလုံးစစ်တမ်းစခန်းကနေဆွန့်ခွာထွက်ပြေးသွားကြောင်းသိရပါဗျ။ ။အဲ့ဒီထိတွေ့တပ်ဖွဲ့အတွင်းအကြံပတ်စစ်တပ်ဘက်မှဗုံမှုမြင့်ဝင်အပါအဝင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ပြီးကျန်တဲ့၉ဦးမှာတော့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။နောက်ထပ်လည်းမေလ၁ရက်နေ့မနက်၁၀:၃၀မိနစ်ခန့်မှာတနင်္သာရီတိုင်းရေဖြူမြို့နယ်စိန်မုံကျေးရွာအနီးနေမည်ဆင်းလင်းလှုပ်ဆောင်နေတဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေနဲ့ ူစောထီတွေကိုဒေါ်နာစစ်ကြောင်းသုံးမတော်လိုင်းရဲဘော်တွေကကြားပြတ်တက်ခိုက်ခဲ့ပြီးအဒီတက်ခတ်မှုအတွင်အချမ်းဘတ်စစ်ကောင်စီတပ်သား၂ဦးသေဆုံးကကျွန်တော်တော်လိုင်းရဲဘော်တို့ကြာဆုံးပြီးပြည်သူ၂ဦးကိုလည်းအချမ်းဘတ်စစ်ကောင်စီတပ်သားတွေကဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါဗျ။အဲ့တော့အခုလိုကျွန်တော်ပြည်သူတွေအတွက်အသက်ပေးလူသွားခဲ့ရတဲ့ဒါကျွန်တော်ရဲဘော်ကိုလည်းဒီနေရာနေတာကျွန်တော်အမြဲတမ်းဂုဏ်ယူနေပါဗျ။နောက်ထပ်ဒါကျွန်တော်ဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးကတော့မေလ6ရက်နေ့ညနေ6:30မိနစ်ခန့်မှာ ပဲဘကိုးတိုင်းဆွေကျင်မြို့နယ်ရုံတိုင်းကျေးရွာအနီးမှာရှိတဲ့အကြံပတ်စစ်တပ်ရဲ့တန်စိတ်စခန်းကနေဆွေကျင်ဘက်သို့ဆင်းလာတဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရဲဘော်တွေကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခတ်မှုအတွင်းအကြံပတ်စစ်သားတအုပ်တေဆုံးကအရာရှိတအုပ်အပါအဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တနက်တလက်သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရပါတယ်အဆိုပါတက်ခတ်မှုကိုတော့3033တက်ရင် Fire Dragon စစ်ကြောင်းနဲ့ KNL တက်ရင်ခုနှစ်ပူပေါင်းစစ်ကြောင်းတို့ကလှုပ်ဆောင်ခဲ့ပြီးကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေအထူးခိုင်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျာ။ နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းပြည်သူတွေကိုချင်းချောက်ငွေညှစ်တာဖမ်းဆီးတာလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းတပ်သားတွေစုဆောင်တာအပြင်တနင်္သာရီတိုင်းပလောမြို့နယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲအတွင်ပြည်သူပိုင်နေအိမ်တွေကိုမိဆိုဖျက်ဆီးခဲ့တဲ့အထက်မှာအဓိကတရက်ခန့်နေဖြစ်ကြတဲ့ပလောကုန်းကြီးရွာမှာအသက်60အရွယ်ပူစောဒီခေါင်းဆောင်ကလာနီပလာမြို့မှာအသက်52နှစ်အရွယ်ပူစောဒီခေါင်းဆောင်ကျော်သူရနဲ့ပလောမြို့နယ်မှာပူစောဒီအဖွဲ့ဝင်တန်းနိုင်တို့ကိုမေလ6ရက်နေ့ညနေ9နိုင်ခွဲအချိန်ခန့်မှာပလောမြို့နယ်အမှတ်2ရပ်ကွက်အရက်ဆိုင်မှာစီနေစဉ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဝင်ရောက်ပစ်ခတ်ဆင်းလင်းခဲ့ပြီး ၃ကောင်လုံးခွေးတွေဝက်တွေတည်ဆုံးခဲ့ကတနက်တလက်တင်းစီရစီခဲ့ကြောင်းသိရပါဗျာ။ အဲ့တော့နောက်ဆုံးအနေနဲ့ကတော့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဒါကျွန်တော်အရခတ်တက်တော့အေရိုးရဲ့ဆက်ဆံရေးကတော်တော်လေးကိုကောင်းမွန်တဲ့အခြေအနေရောက်နေပြီဆိုတော့နာမလို့ဖြစ်တဲ့သူတို့ဒီအကြံဘတ်စစ်ကွေးကောင်းဆောင်ဝရမ်းပြေမင်းအောင်လိုင်တို့အဖွဲ့ကတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခုလိုလုံနေတာဟာဘာဖြစ်တဲ့ညာဖြစ်တဲ့တလုံနေလို့ဟိုကဘလို့တကွက်ပြန်ပြလိုက်လို့အဆက်တွေကွဲသွားရပြန်ပြီလဲဆိုတော့အရခတ်တက်တော့အေနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာနာသိန်းစစ်ကောင်းဆောင်ဝရမ်းပြေမင်းအောင်လိုင်တို့အဖွဲ့ကကန့်ကွက်မှုအပေါ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ပယ်ချလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမီဒီယာတွေကဖော်ပြထားပါတယ် နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြှင့်နေဖို့လိုအပ်ကြောင်းယူဆမယ်ဆိုပါကမိသည့်အဖွဲ့နဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခလီလာယာမန်ကမေလ6ရက်နေ့မှာတည်င်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အဲ့ဒီထဲမှာသူကဘာတွေပြောသွားလဲဆိုတော့တခုစဉ်းစားရမှာကကျွန်တော်တို့နဲ့နေဆက်ဖြစ်ကျော်ထိန်းချုပ်မှုက AA ရဲ့လက်ထက်မှာရှိနေပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့နယ်နိမိတ်အချုပ်အခြာပိုင်နက်ကိုစီမံခန့်ခွဲကာကွယ်ရမှာဖြစ်ပြီးဒါဟာနေဆက်ဖြစ်ကျော်ပြဿနာဖြစ်လို့နေမီထိန်းချုပ်ထားသူနဲ့သာအဆက်အသွယ်လုပ်ရမယ်ဆိုပြီးတော့ပြောကြားလာပါတယ်။ ဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့ဒါကြတော့အာရခတတော် A တို့ရဲ့ဆက်ဆံရေးကတော်တော်လေးကိုကောင်းမွန်နေပြီဆိုတော့ဒီအချမ်းဘတ်စစ်ကွေးကောင်းဆောင်ဝရန်ပြေးမင်းအောင်လိုင်တို့အဖွဲ့ကတော့တော်တော်လေးကိုနားမလို့ဖြစ်နေတဲ့ဂျာကပဲဒါဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရမလားဆိုပြီးတော့သွားပြီးတော့စီးယုံတော့ဟိုကတကွက်ပြန်ပြပြီးပယ်ချလိုက်တယ်ဆိုတော့ဘလောက်တော့အဆက်ကွယ်ပြီးပြန်လာရလဲတော့မသိဘူးနော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနောက်မှာလဲဟိုဘတ်အောက်တန်းစားရက်ကောကဒီစပားပွဲစားကြောင်မျိုးမင်းကလည်းဘလို့တွေပောက်ွယ်ထားမလဲဆိုတော့ဗာကျွန်တော်တို့သွားပြီးတော့ကြည့်ရမှာဖြစ်ပါတယ် ကြတော့ပထမဆုံးဒီရိုဟင်ဂျာတွေအတွက်ဘူတီတောင်နဲ့မောင်းတောင်မှာပြည်နယ်ထူထောင်နိုင်ဖို့ဆိုပြီးတော့တရုတ်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတချို့ကအဆိုပြုထားတာနဲ့ပတ်သက်ပြီးတော့ရဲ့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဒါကျွန်တော်အာရခတက်တော့အေတို့ရဲ့ဆက်ဆံရေးအခြေအနေတွေပေါ်ရခိုင်နိုင်ငံရေးလေးလာတုံးသက်သူဥပိ္ပတန်ပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာရခိုင်ပြည်ထဲမှာပေါ့အာရခတိုင်းပြည်ထဲမှာကျွန်တော်တို့ဒီဆိုင်တဲ့ဒီမျိုးတွေအကုန်လုံးကနိုင်ငံသားအခွင့်အရေးကိုရကြမယ်တန်တူတူအခွင့်အရေးကိုရကြမယ်ဆိုရင် နောက်ထပ်နေရာတစ်ခုပြည်နယ်တစ်ခုမိုးပေါက်လာနေကြမလို့အတော့ဘူးမိုးပေါက်လာဖို့လည်းအကြောင်းမရှိဘူးမြင်ပါလားအရင်ဆုံးစစ်ကောင်စီအစိုးရအဆက်ဆက်ပေါ့နော်အရင်ဆက်ဆက်ဆွေးရတာမစင်နေတဲ့ဒီခိုင်းမျိုးဒါဒူရင်ဇိုတလူရန်တိုက်ပြီးတော့အခွင့်အရေးကိုဒါတိုးလိုက်လျှော့လိုက်အဲ့လိုလုပ်ပြီးတော့ဆရာကြီးဒုက္ခတယ်ပေါ့အင်းဒီဖက်မျိုးစုတွေကနိုင်ငံရေးရစေးရအတုံးချခံခဲ့ကြရအဲ့အဲ့အကြောင်းတွေပဲမစင်နေရခိုင်းကြမှာပြဿနာတွေဖြစ်လာခဲ့ကြပေါ့ ခုချိန်မှာတော့ကျွန်တော်တို့အရက်ကတက်တော့ UID အစိုးရရဲ့ဒါမူဝါဒကြောင့်ပေါ့နော်။အမှုစင်တဲ့ရခိုင်တွေကအေးရှမ်းရှမ်းနဲ့အတူတူနေဆိုင်နေတဲ့အခြေအနေမျိုးဘုံမတော်ရဒီမတော်ရဘုံမလို့ရဒီမလို့ရအဲ့လိုမျိုးတန်တမျိုးတွေလည်းဘာမှမရှိတော့ဘူး။အဲ့လိုဝိခိုင်တဲ့မွတ်စလင်တွေကမှတန်လူရေအခွင့်အရေးရမယ်။လူအခွင့်အရေးရမယ်ဆိုရင်ဒါနိုင်ငံသားအခွင့်အရေးရမယ်ဆိုရင်ပြည်နယ်ဆိုတာမလို့အပ်တော့ပါဘူး။ဟောကျွန်တော်တို့အတူတူကဒီမျိုးကိုစောင့်ရှောက်ကြမယ်။အဲဒီမျိုးမှာအတူတူကနေထိုင်ကြမယ်။ အဲဒီတိုင်းပြည်ပုံမျိုးတွေ့တဲ့အတွက်အတူတူကကြိုးစားကြမယ်အဲဒီအသိစိတ်တမ်းမျိုးကဒီနေ့မိုးစင်တယ်မှာလည်းစပြီးတော့ဖြစ်ပေါ်လာပါပြီအဲအရင်တုန်းကတော့ဒါတစ်ဖက်ရဲ့အွေခွေအုပ်ချုပ်မှုပေါ့တပိုင်းဘူးကအဲဒီလုထားတဲ့အတွင်းနဲ့အဒီပြဿနာကြီးဖြစ်လာတာပါကျွန်တော်တို့ဘက်ကလည်းအခုကျွန်တော်တို့တော်လိုင်းဆိုးဘက်ကလည်းအကုန်လုံးကိုမူဝါဒတွေနဲ့ဖြေလျှော့ပြီးတော့အော်သူဒေတာကိုသူအုပ်ချုပ်တာလို့ဂျူရီလူကြီးတွေနဲ့ဆုံးဖြတ်တာလို့မိုးစင်ရေးကကော်မတီဖွဲ့စည်းတာလို့အဲလိုမျိုးလုပ်ပြနေတဲ့အတွက်အဲမကြခင်ပဲဒီကိစ္စတွေကအပြည့်လေသွားလိမ့်မယ်အဲဒါအစွမ်းရောက်တွေကတော့ရှိမှာပေါ့နော်ဒါပေမဲ့ အမှုစင်တွေရတဲ့အစွမ်းရောက်အစွမ်းရောက်ဒီအဖွဲ့တွေလက်ခံမှာမဟုတ်ဘူးကျွန်တော်တို့လည်းတွေ့ရတဲ့သားရဲ့ရက်တည်ပြီးတော့ရခိုင်ပြည်ကိုကာကွယ်ကြလိမ့်မယ်အဲ့လိုစိတ်ဓာတ်မျိုးဖြစ်လာလိမ့်မယ်လို့တော့ယူဆပါတယ်ဘာလို့လဲမတော်ဒီဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်နယ်စပ်မှာအရကတတော်ကပဲဒီစကားမောင်းမြောင်းကြောင်ကိုတိမ့်ထားပြီးတော့ဘူးရောင်မောင်းတော့လည်းတိမ့်ထားပြီးပြီအဲ့ဒီဘက်မှာစစ်ကောင်စီတပ်တွေဘာမှမရှိတော့ဘူးဆိုတော့ဘင်္ဂလားဒေ့ရှ်နဲ့ ီနေရှာဆက်ဆက်ရေးပေါ့စီးပွားရေးကုန်သွယ်ရေးလုံခြုံရေးကအစဒီပင်ဒီဒုက္ခတွေပြန်လာမဲ့လုပ်ငန်းရှင်အဆုံးထိပဲဟောဒါတွေကအရကတက်တော်နဲ့ဥပမဆောင်ရလို့ဘလူကဖြစ်နေကြအကြောင်းရှိကြဘူးဒါကြောင့်လည်းပင်လာတဲ့ရှိဘက်ကဒီဥပမဆောင်ရရမယ်အဲဒါပြောလာချင်းဖြစ်တယ်လို့ကျွန်တော်မြင်တယ်အဲဘာလို့ဆိုတော့ဒီအရကတက်တော်ကလက်မခံရင်တော့ဘလူအစီအစဉ်မျိုးမှမလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတော့သူတို့ဘက်ကလည်းအဲနားတယ်လားအဲဒါကြောင့် ဒီနေ့အချိန်မှာတော့သူတို့ကဆွဲတရအနေနဲ့အတိမမပြုတ်ရင်တောင်းပါပါအရကတက်တော်နဲ့မလို့မတူဆက်ဆံမှပြတ်နာပြီးအားလုံးစီးပွားရေးအဆနေစားဖြတ်ကျုံဒီဒုက္ခတွေကိုပြန်လည်လက်ခံမှုအားလုံးဟာအရကတက်တော်ပေါ်မှာမြှုပ်တည်ပါတယ်အရကတက်တော်မှာပါပဲဘယ်လိုမှပြင်းရောက်နိုင်မှာမဟုတ်ဘူးဘယ်လိုမှအကျိုးဖြစ်တော့မှာမဟုတ်ဘူးဆိုတော့သူတို့ဘက်ကနားလည်လာတယ်အဲအဲ့ဒါကိုကျွန်တော်မြင်ပါကျွန်တော်တို့ဒီလိုတော့ဒီအရခတ်တက်တော်နဲ့ပင်လယ်ရှိဆွေကတည်ဝင်ဆက်တည်မှုရှိမရှိတော့မသိဘူးပေါ့ဒါပေမဲ့မျက်စက်မှာတော့ ကုန်တယ်ကြီးကတော့သူနိသူဟာနဲ့အဖြတ်ချော်ပြီးတော့ကြီးပွားရေးလုပ်နေကြတာဟုတ်ပဲတိပဲအဲအဲ့ဒါကြီးကတော့ရှိပါတယ်အဲဒါအဲ့ဒါကုန်တယ်ကုန်တယ်ရှင်းပေါ့နော်ပြည်သူပြည်သူရှင်းအဲနေစားဒေတာဆိုတာအရင်ကလည်းဆက်ဆံကြတယ်ပေါ့အခုလည်းအဲ့လိုပဲကြီးပွားရေးတမားဆိုတာကြီးပွားရေးလုပ်ကြတာပေါ့အော်ဒါအကြောင်းမကြခင်ပြတဲ့ဒါတရားဝင်ဆက်ဆံမှုတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲဒါနိုင်ငံရေးလို့အတိမတ်မပြုတ်ပေမဲ့ဒီဟာကိုအဓိကဟိုချစ်ရှင်းတဲ့နေရာမှာ အရက်တက်တော့သူတို့မလို့မသိအသိမှတ်တခုတစုံတရာပြုတ်ပြီးတော့ဆက်ဆံရမှာဖြစ်ပါတယ်အဲရှောင်းပြီးပြောရရင်တော့ဒီရခိုင်ပြည်ဟာစီးရီရီမချက်ပြီးပြီးရဲ့နောက်ပိုင်းမှာဒီစစ်ကောင်စီနဲ့ဘယ်လိုစကားတွားကြမလဲပေါ့တော့ဒါကလည်းတပိုင်းပေါ့နော်စီးရီနဲ့တတအပိတဖြစ်ရှင်းကြမလားဒါမှမဟုတ်နိုင်ငံရေးနဲ့မိမိတို့လူချင်းနဲ့နိုင်ငံရေးရီမချက်ပြည့်စုံအောင်လုပ်ကြမလားပေါ့အဲအဲ့ဒါတွေကတော့ပြောဖို့စောသေးတယ်လို့ကျွန်တော်တို့ကမြင်ပါတယ်အရက်တက်တော့အပုဂ္ဂိုလ်တွေကလည်းတော်တော်ကိုနိုင်ငံရေးအမြော်မြင်ကြည့်ကြပါ ဒါကြောင့်သူတို့ဘက်ကအကောင်းဆုံးလှုပ်ဆောင်နိုင်ပေမဲ့ကျွန်တော်တို့ပြည်သူတွေကတော့အယုံကြည်ပါတယ်အဲဒါအရကတက်တော်ကဒါမခိုင်ပြီးတခုနာတလျောက်ကိုပေါ့အုပ်ချုပ်နိုင်ပြီးအခုကျမကိုဗန်တင်နိုင်ပြီးကုလေတောက်ကိုအုပ်ချုပ်ခွင့်ရပြီဆိုရင်တော့အကောင်းဆုံးကပြည်လေသွားလိမ့်မယ်အဲဆိုလို့ကျွန်တော်တို့ကထင်တယ်ဒါကြောင့်ကျွန်တော်တို့ကတော့အားကိုးရမျှော်လင့်တယ်အဲကျွန်တော်တို့အရင်ကတည်းကအဆောက်အအုံများစွာပေါ့ရခိုင်ပြည်သားတွေ့တဲ့လာလိမ့်မယ်လို့ယူဆပါတယ်ဟုတ်ကဲ့ ဲ့တော့ဒါကျွန်တော်အာရခတတော်အေအနေနဲ့ကတော့စီရင်နိုင်ငံကြီးမှာပပကနေအသာစီးရနေတာကိုဒါအားလုံးတွေ့ကြအောင်ပေါ့နော်အဲ့တော့ဒီနောက်မှာလည်းဒီဘင်္ဂလားဒေ့ရှ်ကသူတို့ဒီအချမ်းဘတ်စစ်တပ်ကိုအခုလိုတကွက်ပြပြီးတော့ဆောက်ဆက်ခွေလိုက်တဲ့အပေါ်မှာဒီဇဘာဝဲစားကြောင်မျိုးမကလည်းဘလို့တွေပောက်ွယ်လောင်မြိုက်ထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဘင်္ဂလားဒေ့ရှ်ကသတင်းစကားတစ်ခုထုတ်ပြန်လာတယ်အဲ့ဒီစကားကတော့ရင်နာရင်ပူစရာကောင်းတဲ့စကားပဲအခုဘင်္ဂလားဒေ့ရှ်ဘက်ကနော်မျိုးသားလူမျိုးရေးအကြံပေးပုဂ္ဂိုလ်ခါလီလာရီရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကနော် ခလီလာဒရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကသူကဘင်္ဂလားဒေ့ရှ်မီဒီယာတွေနဲ့မနေ့ကသတင်းစာရှင်းတဲ့ပုံမှာပြောတယ်။နတ်ဆာကအစိုးရကတဲ့နော်နတ်ဆာကအစိုးရကနော်သူတို့ကိုတဲ့နတ်ဆာကအစိုးရကသူတို့ကိုအာဟိုကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့နော်နတ်ဆာကသူကသူတို့ကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့ဘာကန့်ကွက်တာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ပွန့်လေးပြောတယ်ဘာကန့်ကွက်တာလဲဆိုတော့ပြီးခဲ့တဲ့ကာလတစ်လျှောက်တုန်းကဘင်္ဂလားဒေ့ရှ်ကအေအေနဲ့တွားပြီးတော့ဆက်သွယ်စကားပြောတာတွေလုပ်တယ် ဆက်သွယ်သားပဲလုပ်တယ်လူလဲတာကြီးလုပ်တယ်သူတို့လူဖမ်းထားတဲ့ AA ကသူတို့လူဖမ်းထားတာကိုလည်းပြန်ခေါ်တာကြီးလုပ်တယ်အဲပြန်ခေါ်လုပ်တယ်အဲ့လိုပဲသူတို့ဘက်က AA နဲ့ဆက်သွယ်ရေးစကားပြောတာကြီးလုပ်တယ်ဆိုတော့အဲ့ဒါကြောင့်အဲ့လိုလုပ်တဲ့အတွက်ပွင့်လို့ပြောရင်နတ်ဆက်ကဆိုတာကန့်ကွက်တာပြောရရင်ဘင်္ဂလားဒေ့ရှ်က AA နဲ့ဆက်သွယ်ဆက်ဆံတယ်ပြောရရင်တော့မြန်မာဆိုတော့ပုံကန်တော်လန်နေတဲ့အဖွဲ့အစည်းနဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံတယ်နေဆက်မှာနေဆက်မြစ်တချောက်မှာဆက်ဆံလာတဲ့အတွက်မြန်မာဆိုတာကန့်ကွက်ခဲ့တယ်တဲ့ဒီလိုကန့်ကွက်တဲ့အတွက်သူတို့ကဘာပြောလဲဆိုတော့သူတို့ကန့်ကွက်တာကန့်ကွက်တာပဲဗျာပြောရရင်တော့ကန့်ကွက်တယ်ပေါ့ကန့်ကွက်တယ်ဘာပြောလဲဆိုတော့ तू က ဲ့ခါလီယာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကဘင်္ဂလားဒေ့ရှ်ဟာတဲ့အချုပ်ချာပိုင်နိုင်ငံဖြစ်တယ်တဲ့ကျွန်တော်တို့စကားပြောဖို့ရွေးချယ်ထားသူဘသူနဲ့မဆိုပြောဆိုဆက်ဆံသွားမယ်တဲ့ဘသူတွေနဲ့ဗာပြောပြောအရေးမကြီးဘူးလဲတော့ရှင်းရှင်းလေးနောက်ချက်ချက်ပြောမှာတဲ့ကျွန်တော်နိုင်ငံရဲ့နေသက်တစ်ဖက်တစ်ချမ်းကအေရီယာကိုတဲ့အားရခတာတော့ထင်ရှားတာဖြစ်ပါတယ်တဲ့ကျွန်တော်နေတော့ကိုယ်နေသက်တစ်လျှောက်ကိုစီမံခန့်ကွဲပြီးတော့အကောက်ပေးပြီးတော့အေးချမ်းဖို့လိုတယ်တဲ့နေသက်တစ်ဖက်မှာဘသူပဲရှိနေရှိနေသူတို့နဲ့ထိထိဆက်ဆံသွားမှာပါတဲ့နော်ဆိုတော့ပြောချင်တာရှင်းရှင်းလေးပဲ ရခိုင်ပြည်နယ်ရဲ့လက်ရှိချုပ်ချာအနာကို깟ထားတာက AA ဖြစ်တယ်ငါတို့ AA ရဲ့ဆက်ဆံတယ်မင်းတို့ကလို့နတ်ဆက်ကမကလို့နတ်ဆက်ကဘိုးရီလာပြလို့ကိမ်းဆိုင်ငါတို့ကငါတို့ချုပ်ချာအနာငါတို့အကျိုးစီးပွားအတွက်ငါတို့ပတ်သက်ချင်တဲ့လူငါတို့ပတ်သက်တယ်ငါတို့ပတ်သက်ဖို့လိုအပ်တဲ့သူပတ်သက်တယ်မင်းတို့ငါတို့စကားလာမပြောနဲ့ဆိုတော့ပြောပဲဆိုတော့နတ်ဆက်ကတက်ခေါ်တယ်ကိမ်းဆိုင်ဆိုတဲ့ပုံပဲဆိုတော့နတ်ဆက်ကကိုအဲ့ဒီသတင်းစကားပေးလိုက်တယ်နတ်ဆက်ကတော့ဘာမှပြောနိုင်မှာမပေါ်ဘူးဆိုတော့တနည်းအားဖြင့်ပြောရရင်တော့ရခိုင်ပြည်နယ်ချုပ်ချာအနာကို AA ကထိန်းချုပ်ထားတဲ့အတွက်ဘင်္ဂလားဒေ့ရှ်က AA နဲ့လည်းစကားပြောပါ ဟာစကားပြောမှာဆိုတော့မြန်မာဆိုရကလည်းမြန်မြန်ဆန်ပြန်လို့ရမယ့်အချက်တစ်ခုရှိတယ်ဒီရခိုင်ပြည်နယ်ကနေမြေတွေကိုအေးလက်ထက်မှာပဲတော်တော်လုံးထားမှာလားအဲဆိုရင်တော့ရခိုင်ပြည်နယ်ကလည်းပိတ်လိုက်ဖို့တော့ပြင်ထားပြီဒါမှမရှိဘူးအဲ့တော့ကျွန်တော်တို့ကစောင့်လို့ကြည့်မယ်ဒီဘင်္ဂလားဒေ့ရှ်ရဲ့သတင်းစကားကြီးကလည်းမြန်မာဆိုရနတ်ဆက်ကဘုံမှာဟိုလူအရသားစကားပြောရင်တော့မင်းတို့နတ်ဆက်ကလည်းငါတို့စောက်ပြီးမစားဘူးပါဆိုတဲ့သဘောပြောလိုက်တယ်ဒါပဲအဲ့ဒါကိုတော့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတယောက်လုံးနဲ့နားတယ်ပေါ့ဒါရှင်းတာဘုံကနားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ ဟိုမြန်မာပြည်အနေနဲ့လည်းနောက်ပိုင်းကျရင်လုပ်ဖို့လိုအပ်တာပါလို့ဆိုတော့အိန္ဒိယချင်းနိုင်ငံတွေရဲ့အားလုံးရှိမှာတပုံတွေရှိရင်အဲ့တပုံတွေကိုမြန်မာပြည်ကထောက်ပံ့နေဆိုအကုန်လိုက်ထောက်ပံ့ပြရမှာ။အင်း။အဲ့လိုလုပ်ပြရမှာပုံဖြစ်တာ။ဘာလို့ဆိုသူတို့တော်မယူတိုင်းကိုယ်ကလည်းရိုင်းရေကြီးဖို့အကြောင်းမရှိတော့။အင်း။နော်။အဲ့တော့တခြားနိုင်ငံကတပုံတွေကိုထောက်ပံ့မှုမပြောနဲ့မင်းတို့ဒီအကြမ်းဖက်စစ်ကွေတက်တွေကမင်းတို့ရဲ့လက်အောင်ငယ်သားကျွန်းတပေါက်ကောင်တွေကိုတော့မင်းတို့ထမင်းလေးပုံမှန်ကျွေးနိုင်အောင်အရင်လှုပ်လိုက်အောင်နော်။အဲ့တော့သူတို့ခွေတက်ကိုဘင်္ဂလားဒေ့ရှ်အခုလိုဆောက်ဆက်ခွဲလိုက်တယ်ဆိုတော့နားလေတဲ့ကောင်းရင်ကြတော့တော်တော်လေးကိုဆက်သွားပုံရရနော် ကဲတော့နောက်ထပ်သူတို့ဒီခွေတက်ထဲမှာသူတို့အချင်းချင်းကိုမုတ်ဆိုမလို့အခေါ်ခံရရတယ်ဆိုပြီးတော့ပောက်ကွယ်လောင်မြိုက်နေတဲ့လင်တုပ်ပမ်းမရဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာပြောရမှာလဲအားလဲနာတယ်နော်อืมနေကျမပြင်သွားတယ်အပြစ်မှာခွေတက်မခံရဘူးတပ်တွင်းထဲမှာခွေတက်ခံလိုက်ရကားပေါ်ကစစ်စစ်လေးနဲ့အေးခွေထဲမှာနိုင်နေဟိုချီကြောက်ရင်းကြီးအရန်ပြောတာအဲ့ဒီတစ်ခွက်ရလေ၄ရောက်၄ရောက် ချီတောက်ရင်ယူရန်ပြောတာอืมကြာနေလို့ရှိရင်နာမည်ရောကိုပိုင်နာဘက်ကိုထဲတော်မှာကျမဟုတ်လားကျေးတက်သွင်းနေမှာဖေးတိမလုံးနဲ့เนาะလူမြင်တာနဲ့ကိုက်နေအဆင်ပြေဘူးอืมလူချင်းချင်းပဲကိုက်ရင်ရကျမကိုမနေ့ကမုတ်ဆိုးမမုတ်ဆိုးမဆိုရင်တော့ကနေခေါ်ခေါ်ပြီးလိုက်တာရယ်เนาะအေးနေရောအချိန်မှမုတ်ဆိုးမဖြစ်တော့ဘူးလားအမဘန်းတွေခံနိုင်လား ကိုယောက်ကြားတွေဖမ်းခံထားတဲ့အချိန်မှာကိုယောက်ကြားပေါ်မှာ တက်စာရှိသီးလားဖုန်းတွေပြောမနေနဲ့ဗီဒီယိုကောတွေပြောမနေနဲ့သီးလားအဲ့တော့တို့ဒီခွေးတက်ထရာပေါက်ပြားမတွေကတော့အခုလိုပဲတဲ့ကြတာနော်တကောင်နဲ့တကောင်ကိုက်ဖို့လောက်ပဲတီးတဲ့အပြင်ကမှအခုဆိုရင်ကြည့်အောင်မုတ်ဆုံမမုတ်ဆုံမလို့အခုခံနေရလို့ဆိုပြီးပေါက်ကွဲနေတာနော်ဘာမှမပူနဲ့နေတို့ဒီပေါက်ပြားမတွေကတော့လင်းတုပ်ပန်းဖြစ်ရင်ဖြစ်မဖြစ်ရင်တော့မုတ်ဆုံမတွေဖြစ်သွားမှာတော့ဒါအသေးကြပဲနော် ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီပြည်သူတွေစီကကိုငွေတွေမတရားဘုံနေတဲ့ဒီအုပ်ကြီးတွေအကြောင်းဖော်ကောင်လောက်လာတဲ့ဒီဘောဟင်းရဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာနောက်တစ်ခုကတော့အုပ်ကြီးပေါ့ကိုဘုံနဲ့တရာဦးမျိုးနဲ့ဗလဲပချေးွာအုပ်ကြီးကတော့အတော်ကိုစိုးတယ်တဲ့စစ်မှုဒဏ်ကြေးတိုင်အသက်ပြည့်သူရှိရင်2000မရှိရင်1000နိုင်ငံတော်အတွက်ကောက်တာဆိုတော့မပြောလိုပါဘူးတဲ့အခုကဆိုင်ကယ်အစ်စ်တွေတောင်ဝယ်စည်းလို့တဲ့ရေဘေးဖြစ်တော့လေအထက်ကတီကုဌာနတို့က ကြားတာပဲတဲ့အဲ့ဒီကပေးတဲ့ဝက်22កောင်နွား23កောင်ရက်ကြီးစေးမနဲ့ပေါင်းပြီးရောင်းစားပြစ်တယ်တဲ့ပြည်သူကိုမပေးဘူးတဲ့အခုငလင်လှုပ်လို့လာလူကြတဲ့အခါသူတို့လက်ထဲငွေလူခဲ့ရင်မလူဘူးတဲ့စားပြစ်ကြတယ်တဲ့အလူရှင်တွေကိုယ်တိုင်လာလူရင်လဲသူတို့နဲ့နှီးဆက်တဲ့သူပဲပေးပြီးဘာမှမဖြစ်လဲအဖြစ်ပြပြီးပေးတယ်တဲ့ယာယီမှုစိန်မှုခံထားတဲ့ဟာတွေကလဲတက်မလို့ဆောက်ခံသူတွေတဲ့ပေါင်းစားနေတာဆိုတော့ကားတဲ့ဂျင်ဝိုင်းထောင်တိုင်းပြီးငွေယူထားတဲ့အထက်ကိုတင်ပြတော့လဲအေးမယူဘူး သူကငွေရှာပေးနေတဲ့သူဆိုတော့စစ်မှုထမ်းကြီးအခုမလင်းကြောင့်မကောက်သေးဘူးတဲ့ဘယ်နည်းပြန်ကောင်းမလဲတော့မသိဘူးတဲ့အပတ်စဉ်တိုင်းကောက်တာအုတ်ကြီးနံမြေကမျိုးဆွေတဲ့နောင်မိမယူထားတာတဲ့သူလက်ခံပြီးတော့ငွေယူထားတဲ့ဂျင်ဝိုင်းဗီဒီယိုဖိုင်ပို့လိုက်မယ်တဲ့လေးစားပါတယ်ဓမ္မကဲတော့ဒီကောင်တွေကြောင့် line ပေါ်တက်ပြီးဖင်ကုန်းပြီးអော်ပေးနေရပြီဆိုတော့သူတို့ဒီစစ်ခွေးထောက်ကန်တဲ့ကောင်တွေထဲကတော်တော်လေးခံနေရလို့ဖြစ်မယ်နော်အဲ့တော့ဒါကျွန်တော်ပြောတာပဲနောက်ဆုံးကြတော့လေအတန်ထွက်ရင်ဘသူတွေထွက်တယ်ဒီအုတ်ကြီးတွေပဲအတန်ထွက်တာနော် အကုန်လုံးပေါင်းစားနေတော့သူတို့ဒီစစ်ခွေးနဲ့အုတ်ကြီးတွေပေါင်းပြီးတော့ပဲလှုပ်ရှားနေတာနော်နောက်ဆုံးကြတော့အတန်ထွက်တော့ဒီအုတ်ကြီးတွေကပဲအတန်ထွက်တယ်အဲ့တော့မင်းတို့ဒီကွန်တုံးအုတ်ကြီးတွေတတိထားတာနေပြီးတော့နော်ကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါညာကျွန်တော်အားပြရတဲ့ကျွန်တော်ညီကိုမော်လာနေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ညနေကျမှပဲအချိန်ရလို့တည်င်းကောင်းနေစီရင်တော့ကျွန်တော်ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခင်ကြပါစီညာ